အသွင်သင့်နဲ့ထိုးပေါက်လာတဲ့ကစားသမားဟောင်းကြီးရဲ့ဘောလာလိတပွဲကစားရင်ပေါင်လေးရရမယ်ကုသမားကလက်ကိုအသုံးပြုခွင့်မရဘူး traditional ဘောလုံးပြိုင်ပွဲနဲ့ကွဲပြားမှုများစွာရှိနေတယ်ဒီလိုထူးခြားမှုတွေနဲ့ခေတ်သစ်ဘောလုံးရည်စည်းကြောင်းမှာဖောက်လာတဲ့ပြိုင်ပွဲကတော့ Premier League ကစားသမားဟောင်းတွေနဲ့ influencer တွေဝင်ရောက်ဆင်နွှဲနေတဲ့ဘောလာလိပါပဲ Arsenal ကုသမားဟောင်းရန်လီမက်ကအဲ့ဒီပြိုင်ပွဲမှာနီးပြားလုပ်နေပြီးသူနဲ့တူ Arsenal အသင်းဘောဟောင်းတွေဖြစ်တဲ့ Jon Bat Robert Beers တို့လည်းဘောလာလိမှာရှိနေတာပါ အာဆင်နယ်ရဲ့တနင်္လာရှင်းဝင်းမရှိချန်ပီယံလိဂ်ကိုအတူတူဖြတ်သန်းခဲ့မှုတဲ့ဒီလိုကနဝင်တွေရဲ့ဘောလာလိဂ်ကိုဂျာမန်လုပ်ငန်းရှင် Philips Red က2024ခုနှစ်မှာစတင်အသက်သွင်းခဲ့တာပါဘောလာလိဂ်ကိုစစ်တီဆိုင်အသင်း၁၂တင်းမှအမှတ်ပေးစနစ်နဲ့ရုံတွင်းပြိုင်ပွဲဖြစ်ကျင်းပနေတာဖြစ်ပြီးအမှတ်အများဆုံးရတဲ့အသင်း၄တင်းက semi final ကစားကဖိုင်နယ်အဆင့်ရောက်နှစ်တင်းတွေကတင်းဟာချန်ပီယံဖြစ်မှာပါလက်ရှိတော့ဒီပြိုင်ပွဲကိုလန်ဒန်က Cobar Box Arena မှာအပတ်စဉ်တလင်းနာနေ့တိုင်းကျင်းပနေတာဖြစ်ပါတယ်ဘောလာလိဂ်ရဲ့နာမည်ကျော်နှီးပြရီတဲ့ Luis Figo, John Terry, ear right influenza ingredient ji minimizer ro ba shi ni da ba တခါက premier league series နဲ့ bundesliga အောင်ပွဲတွေရပူပေမဲ့လီမန်ကတော့အောင်ပွဲဆာလောင်စိတ်ပြင်းထန်နေသေးပါပဲအရှုံးဆိုတော့လက်မခံချင်သေးဘူးဒီလိုအခြေအနေမျိုးကိုလီမန်မှမဟုတ်ပါဘူး John Terry Figo Robert Pirestro ဆိုရင်လည်းရန်ပုံငွေပွဲတွေကစားရင်တော့မှအန်လိုစိတ်ပြင်းထန်နေသေးဖြစ်ပါတယ်ဘောလာလီကစားသမားတွေကိုလည်းအဲ့လိုစိတ်တက်မျိုးရိုက်သွင်းပေးထားကြပါတယ် 2012ခုနှစ်မှာကစားသမားဘွားကနေနားယူပြီးနောက်လီမန်ကအာဆင်နယ်အသင်း9နီးပြားနဲ့အော့စပတ်အသင်း10နီးပြားဖြစ်ဆောင်ရွက်ခဲ့မှုပါတယ်။အဲဒီနောက် traditional football လောကနဲ့မတူကွဲပြားခြားနားတဲ့ဘောလလိစီရောက်လာပါတယ်။အဝေးကန်ကျန်တဲ့အသင်းကိုနှစ်ဆသတ်မှတ်တာပွဲချိန်ပထမပိုင်း15မိနစ်ဒုတိယပိုင်း15မိနစ်သာသတ်မှတ်ထားတာပထမပိုင်းနဲ့ဒုတိယပိုင်းပွဲချိန်နောက်ဆုံး3မိနစ်အတွင်းမှာတစ်ဖက်ကကစားသမားသွန်းအောင်ထင်းနဲ့ကစားစရာတွေအားဘောလလိရဲ့ထူးခြားချက်တွေပါပဲ။ဘောလလိကိုကဲဆိုင်လို့ထိတ်တန့်ဖွဲ့စည်းကလည်း sponsor ပေးနေပါတယ်။ ။လက်ရှိမှာ PK ဦးဆောင်တီထောင်ထားတဲ့ကင်းလီနဲ့လည်းချိန်ဆက်ဆောင်ရွက်နေတာပါပဲ။အဲ့ဒီပြိုင်ပွဲတွေကမျိုးဆက်သစ်လူငယ်တွေအတွက်စိတ်လို့ရှားစရာပွဲတော်မျိုးဖြစ်လာပါပြီ။ Generation Z တွေကရွေးချယ်စရာများများရှိလေသဘောကျလေပါပဲ။သူတို့ကလွတ်လပ်ပေါ်သွားပြီးအမြင်ကျတဲ့ဤပညာခေတ်တဲ့ရှင်သန်လာသူတွေမဟုတ်လား။ Traditional Football ကိုသူတို့သိသဘောမကျတာရွေးချယ်စရာနေပါတာကအရေးပါတဲ့အချက်တစ်ခုဖြစ်ရှိနေပါတယ်။ FIFA နဲ့ UEFA ကသတ်မှတ်ထားတဲ့စီးမြင်တွေတိုင်းကျင်းပနေတဲ့ပြိုင်ပွဲတွေဟာသူတို့အတွက်ရင်ခုန်စရာတိတ်မကောင်းပါဘူး။ လက်ရှိမှာပီကေရဲ့ကင်းလီကစပိန်နိုင်ငံရဲ့အပြင်ဘက်ကိုကျော်လွန်ပြီးဘရာဇီးအီတလီဗဟုအမေရိကနဲ့တောင်အမေရိကထိပြန့်နှံ့နေပါတယ်။မကြာသေးခင်ကပဲအီတလီနိုင်ငံမှာပထမဆုံး K-Walker Nation ပြိုင်ပွဲကျင်းပနိုင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာဘရာဇီးကချန်ပီယံဖြစ်ခဲ့ပြီးပရိသတ်ပေါင်း၄000လောက်ကြီးရှုခဲ့တာပါ။ကင်းလီရဲ့ဆိုရှယ်မီဒီယာကနေစိတ်ဝင်စားခံရမှုဟာ1.5ဘီလီယံထိရှိသလို Twitch, YouTube, Kick, TikTok နဲ့ Facebook ကနေကြီးရှုသူဥယျာဉ်ဟာလည်းတန်တရာထိရှိခဲ့တာဖြစ်ပါတယ်။ ကင်းလီမှာကိုပိုင်အသင်းတည်ထောင်ထားတဲ့ influencer တွေကသူတို့ရဲ့ channel တွေကနေတရက်ထုံးလင်းလို့လဲပရိသတ်ကြည့်ရှုနှုန်းပိုများလာတာပါလူမှုကွန်ရက် channel တွေတမကပဲနာမည်ကျော် CBS Gonzalo Network ESPN Disney နဲ့ DAZN စတဲ့ရုပ်သံလိုင်းတွေကနေလဲထုံးလွှင့်နေတာဖြစ်ပါတယ်ဘောလာလီကိုလည်းလီမန်ကအဲ့လိုမျိုးဖြစ်စေချင်နေတာပါ Premier League ကဦးမှာ Arsenal Man United ပြင်းထန်တဲ့ပြန်ဆန်မှုကိုကိုရိုင်းပါဝင်ခန်းစားဖို့သူမှုလီမန်ကနောက်ထပ်အသင်းသင်းတဲ့ပြန်ဆန်မှုတစ်ခုကိုဘောလာလီကတစ်ဆင့်ဖန်ဆင်းချင်နေတာပါ ဒီတော့သူ့ရဲ့အာဆင်နယ်အသင်းဘောအောင်တွေဖြစ်တဲ့ဂျွန်ဘက်ပရက်စတိုးနဲ့လည်းပြန်လည်ဆုံကွင်းရလို့လီမက်ကျင်းနေပါပြီသူချင်းမြနူရတဲ့ဘောလုံးအတိုင်းဝိုင်းနဲ့ကင်းကွာမသွားဘဲကျင်လေကွင်းရနေတာဟာလေလီမန်အတွက်ဖျားပီးရစုပါပဲတခါကအာဆင်နယ်ရဲ့ invisible season မှာအတူပါဝင်ခဲ့တဲ့လီမန်ဂျွန်ဘက်ပရက်စတိုးရဲ့ဘောလာလိကဘလောက်တိပေါက်ရောက်ဖြစ်ထွန်းမလဲလက်ရှိတော့အပေါင်းလက္ခဏာဆောင်မှုများနဲ့ပရိသတ်တွေကြားရေပန်းဆလာနေပါပြီ MNS ပေါ်မှာတင်ဆက်ပါရင်အားလုံးပဲကြောက်နေတဲ့ BNN များကနေအမြန်ဆုံးကင်းလို့ပြီး စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါသည်ခင်ဗျာ။